အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်အော်တိုဘာလ17ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီတော်လညာကျမ်းမာလို့ပြည်သူပေါင်းနှုတ်ဆက်တာပါတယ်ခင်ဗျာဒီကနေ့ညခင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ထိုင်းမှာပန်းရုံကတ်ငွေချေဖြတ်ပိုင်းနဲ့ယာယီလှုပ်လှုပ်ခွင့်ရနိုင်မယ်လို့ထိုင်းဆိုရာကကြေညာလိုက်ပါပြီမုံရွာမန္တလေးလမ်းပိုင်းမှာရင်းနှန်းကိုလုံခြုံရေးယူဖို့ထွက်လာတဲ့အကြမ်းဖက်စစ်သား၄ဦးတိုက်ခိုက်ခံလိုက်ရပါတယ် တုံးသေးပြီးတော့တဦးကတော့သွေးယူသွေးတန်းနဲ့ထွက်ပြေးသွားတယ်လို့သိရပါပါတယ်ခင်ဗျာရခိုင်မှာဆချွန်းကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေအရှိန်မြင့်လာတဲ့အပြင် ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်မှုတွေတိုးမြင့်လာတဲ့အတွက်စီရီးသတိရှိကြဖို့ AA ကသတိပေးပါတယ်မိုင်းလုံးမြို့နယ်မဟုံးကျေးရွာကိုအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာတော့ကလေးသုံးဦးအပါအဝင်73ဦးသေဆုံးခဲ့ရပါတယ်ခင်ဗျာအကြမ်းဖက်ဆချွန်းကောင်စီတပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲစည်းရင်းနေမှနေတာကိုလူဝင်မှုကြီးကြပ်ရေးဝန်ကြီးမြင့်ကြိုင်စိုးသူကဝန်ခံလာပါတယ် ီသတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းအလုသမဝန်ကြီးဌာနကတရဝင်းအလုလုတ်ကင်နိုင်မှုအိန္ဒိယနိုင်ငံ၄နိုင်ငံဖြစ်တဲ့မြန်မာလာအိုကမ္ဘောဒီးယားဗီယက်နမ်ကအလုသမတွေအတွက်ပန်းရောင်ကတ်ခေါ်ဗတ်ရိုက်ခွင့်ကိုပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ကြောင်းအသိပေးထုတ်ပြန်လာပါတယ်ဗတ်ရောင်ကတ်အတွက်လူသမားတွေဟာအော်တိုဘာလ15ရက်နေ့ကနေ29ရက်နေ့အထိ15ရက်အတွင်းမှာအွန်လိုင်းကတဆင့်အပတ်ပုံတင်နိုင်မှာဖြစ်ပြီးငွေသွင်းပြီးတဲ့ ငွေချေဖြတ်ပိုင်းကိုယာယီလွတ်လွတ်ခွင့်လက်မှတ်အနေနဲ့အသုံးပြုနိုင်မယ်လို့ထိုင်းလူ့သမားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အဲနောက်ဂျမားရေးစစ်ဆေးမှုနဲ့ဗီဇာလျှောက်လွှာတင်တဲ့လုပ်ငန်းစဉ်တွေကိုတော့2025ခုနှစ်ဇန်နဝါရီလ28ရက်နေ့မတိုင်မီပြီးသီးအောင်ဆောင်ရွက်ရမှာဖြစ်ကြောင်းထုတ်ပြန်ချက်မှာထပ်ပြီးတော့အတည်ပြုထားပါတယ်။အပြင်မှာတွေ့ရင်မြန်မာလူသားတွေကချစ်လို့ဖတ်တောင်နန်းညာအောင်မယ်ဆိုပြီးထိုင်းဆိုရလူ့သမားဝန်ကြီးအစ်စ်ရဲ့လှုပ်ဆောင်ချက်ကိုထိုင်းနိုင်ငံမှာလူ့သမားရေးကူညီဆောင်ရွက်ပေးနေတဲ့ MAAC မဟာမိတ်အဖွဲ့ဦးဆောင်သူကိုရဲမင်းကမှတ်ချက်ပြုရေးသားထားပါတယ်ဒီစီစဉ်ဟာလူ့သမားရှားပါမှုကိုဖြည့်ရှင်းမှုနဲ့တရားမဝင်လုပ်သားတွေကိုစနစ်တကျစီမံခန့်ခွဲနိုင်မှုရွေထားတယ်လို့ထိုင်းဆိုရာကအဆိုပြုထားပါတယ်အဲဒါကြောင့်လူ့သမား9သိန်းကနေ9သိန်းလောက်ဟာပန်းရောင်ကပ်ပြုလုပ်မဲ့လုပ်ငန်းစဉ်အတွင်းဝင်ရောက်လာမယ်လို့လည်းခမန်းပြောဆိုထားပါတယ်မှတ်ပုံတင်ပြီးသူတွေအတွက်တနစ်စာတရားဝင်နေထိုင်ခွင့်နဲ့အလုပ်လုပ်ခွင့်ရရှိမှာဖြစ်ပြီးစုစုပေါင်းကုန်ကြစိတ်ဟာကျမကြီးအာမခံရွေးချယ်မှုပေါ်မူတည်ပြီး ဘတ်2900ကနေ3800အထိသာရှိမှာဖြစ်ကြောင်းထိုင်းလူသမဝန်ကြီးဌာနကဖော်ပြထားပါတယ်ခင်ဗျာအဲ့တော့ဒါကတော့ထိုင်းနိုင်ငံရောက်မြန်မာလူသားတွေအတွက်အင်မတန်မှကောင်းမွန်တဲ့သတင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်အလို့လောက်ကင်နေထိုင်ဖို့အတွက်ပို့ပြီးတော့ရေကူချောင်းမွေသွားတဲ့သတင်းအကြောင်းရပါအဲ့တော့ထိုင်းကလူသမားတွေထိုင်းကလူသားပြည်သူတွေအဆင်ပြေခြင်းဟာကျွန်တော်တို့မြို့တော်နိုင်ရေးအတွက်တနည်းတစ်ပုံအဆင်ပြေခြင်းဖြစ်ပါတယ်။ဘာကြောင့်ဆိုလို့ရှိရင်ထိုင်းမှာရောက်နေကြတဲ့ပြည်သူလူထုရဲ့ပံ့ပိုးပါဝင်မှုတွေ ဒေါ်လာရင်းမှာအားဆိုင်မှုတွေကလည်းမသေးလာပါဘူးတန်းနယ်ချီတဲ့လူသမိုင်းအင်အားတူကြီးရဲ့ဒေါ်လာရင်းမှာထမ်းပိုးပေးထားမှုကလည်းကျွန်တော်တို့နယူးဒေါ်လာရင်းရှီတန်းစစ်မြေပြင်ကတိုက်ပွဲတွေအတွက်အဓိကလိုအပ်နေတဲ့လက်နက်ခဲယမ်းကြီးစံတွေအတွက်ဖြည့်တင်းပေးနေနိုင်တာဖြစ်ပါတယ်အရင်ရက်ကဆိုလို့ရှိရင်ထိုင်းကကျွန်တော်တို့ညီကိုမောင်နှမတွေဖုံးဆက်လာတယ်ခန်းနွမ်းနွမ်းအင်ကြီးအဝတ်စားတွေနဲ့ချွေးတန်တွှဲွှဲနဲ့ပင်ပင်မှန်မှန်မျက်နှာတွေဖြစ်နေကြပြီမြဲသူတို့ကဗီဒီယိုကောခေါ်လာတဲ့အချိန်မှာဗာပြောလေဆိုရင် ဒီလတော့ကျွန်တော်တို့ overline နေပို့ပြီးတော့စင်းထားတယ်အချိန်ပိုတွေသူတို့လုတ်အားတွေကိုအချိန်ပိုပို့ပြီးတော့စင်းထားတယ်အရင်လကထပ်ပို့ပြီးတော့တော်လန်ရေးကိုကုနိုင်အောင်ဒီလတော့ကျွန်တော်တို့ overline နေပို့ပြီးတော့စင်းထားတယ်ကိုရန်ရေးလောက်ကုန်ပြီးရင်တော့တစ်ချက်ဆက်သွယ်ပါအောင်ပြကျွန်တော်တို့ပါဝင်ခြင်းလို့ကျွန်တော်တို့ပါဝင်မယ်အဲ့တော့ဘလောက်ပဲပင်မမ်းပါစီမြန်မာနိုင်ငံအရေးအတွက်တို့ရဲ့ချွေးတွေနဲ့စတဲ့ပြီးတော့ရရှိတဲ့လောကခါတွေကို ပြန်လည်ထောက်ပို့နေကြတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ထိုင်းနိုင်ငံမှာရှိတဲ့ထိုင်းနိုင်ငံပါဝင်တခြားနိုင်ငံမှာရှိတဲ့အလို့သမားကျွန်တော်တို့ဟိုပြည်သူတွေအဆင်ပြေခြင်းဟာဒေါ်လာရင်းကိုတနည်းတစ်ပုံအဆင်ပြေခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ဝမ်းသာစရာကောင်းတဲ့သတင်းတစ်ပုတ်ဆိုတာကိုကျွန်တော်တို့ပြောပြတင်ဆက်ခြင်းဖြစ်ပါတယ်တိုက်ပွဲသတင်းကြောင်းရာတွေနဲ့ဆက်ချွန်ပါတယ်ခင်ဗျာမုံရမန္တလေးလမ်းမကြီးပေါ်မှာချမ်ပတ်စစ်ကော်မရှင်ရင်နဲ့အတွက်လုံခြုံရေးယူဖို့ချောင်းမျိုးပေါ်အထိုင်စခန်းကနေထွက်လာတဲ့ စစ်သား၄ယောက်ကိုစောင့်ကြိုတိုက်ခိုက်ခဲ့ရမှာ၃ယောက်သေဆုံးသွားတယ်လို့ Special Force 11 PD ရဲ့တပ်ဖွဲ့ထံကလည်းသိရပါဝါတယ်ခင်ဗျာ။အော်တိုဝါလာ၁၀ရက်နေ့မနက်9:30မိနစ်လောက်မှာလုံခြုံရေးယူဖို့ဆိုင်ငယ်နဲ့ထွက်လာတဲ့အဲ့ဒီစစ်သား၄ယောက်ကို၆ဦးမြို့တန်လွင်မြမာစီဆိုင်နာအရောက်မှာဒေါ်လိုင်းတပ်ဖွဲ့တွေကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်သား၃ယောက်သေဆုံးခဲ့တယ်လို့သိရပါဗျ။အဲ့တော့ဂျမ်ဘတ်စစ်သားတွေထံကနေဆိုင်ငယ်၄စီး BA63 တနက်၃လက်နိုင်မမကြီး၄၉၈တောင်း7.62မမကြီး652တောင်း ជីកောက်អុធទ3លំ BA63 ជីបောက်10គូ BA94 ជីបောက်3គូលက်ပြုံ1លំ ਨੇ លက်កៃភုံ4លំကိုទិញស៊ីရရှိနိုင်គេបាទခင်ဗျာအပြန်လန်ပြစ်ခတ်မှုမိနစ်20လောက်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ထွက်ပြေးသွားတဲ့စစ်သားကိုတော်လိုင်းတပ်ဖွဲ့တွေကလိုက်လံပြစ်ခတ်ပြီးမဲ့သရုံးကောက်စီတပ်ကတံများခါကား3စီးနဲ့မလက်မကန်းကနေပြစ်ကူပေးခဲ့တာကြောင့်ပြန်ပြီးတော့ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အဲဒီတိုက်ခတ်မှုကိုတော့6ဦးမြို့နယ်ပကဖတိုက်ခိုက်ရေးတပ် CHUPDF နဲ့ Special Force LPDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာတော့အကြပ်ဘက်စစ်ကော်မရှင်တပ်သားတွေရောက်လာကခီးသွားတွေကိုစစ်ဆင်မှုတွေလုံဆောင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအကြမ်းဖက်စစ်ရှင်ကောင်စီရဲ့ပြည်သူကိုနေစဉ်မပြတ်ဘုံကျဲတက်ဖြတ်တဲ့သတင်းတွေနဲ့ဆက်ချုံပါတယ်တန်းတမတော် DNL ထိန်းချုပ်ရာမိုင်းလုံးမြို့နယ်ကိုအကြမ်းဖက်စစ်ရှင်ကောင်စီတပ်ကအော်တိုဘား9ရက်မှာဘုံကျဲတိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့မြင်ကွင်းတွေကို DNL ကဒီကနေ့မှာထုတ်ပြန်လာပါတယ်မိုင်းလုံးမြို့နယ် နမ်ခုံအုပ်စုမဟုံးကျေးရွာတဲကစီးရင်ပြတ်မမဟုတ်တဲ့ပြည်သူလူထုရှိရာကိုအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကရွေချက်ရှိရှိနဲ့ပေါင်150ဘုံနှလုံးနဲ့လက်နက်ကြီး6လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား9ယောက်အမျိုးသမီး9ယောက်နဲ့ကလေးငယ်3ယောက်သေဆုံးသွားခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ။ဒါပြင်အမျိုးသမီးတယောက်ထိမှန်တရားရရှိခဲ့ပြီးပြည်သူနေ6လုံးဘုံစာထိမှန်ပျက်စီးသွားတယ်လို့လည်းသိရပါတယ်။အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ဟာတိုင်းစားလက်နက်ကိုင်းတွေပြည်သူ့ကော်မတီတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ဒေသတွေမှာ အပြစ်မဲ့ပြည်သူတွေပေါ်လက်နက်ကြီး drone နဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအသုံးပြုကာစစ်ရာဇဝတ်မှုတွေကိုကျွလွန်လျက်ရှိတယ်လို့ TNL ကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာရခိုင်ကသတင်းတွေနဲ့ဆက်ပါမယ်ရခိုင်မှာဆစ်ရှုံးကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေအချိန်မြင့်ပြီးတော့လုံဆောင်နေတဲ့အပြင်ပြည်သူတွေကိုဖမ်းဆီးမှုတွေတိုးမြင့်လာတဲ့အတွက်စီးရင်သတိရှိကြဖို့ AA ကသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်ရခိုင်မှာရှိတဲ့ ပင်လယ်ကန်းဒီမြို့ရွာတွေကပြည်သူတွေအနေနဲ့ဖက်စစ်ကျမ်းဖတ်စစ်ကော်မရှင်ရဲ့ရေချောင်းလေချောင်းတိုက်ခိုက်မှုအန္တရာယ်ကိုအထူးသတိထားကြဖို့နဲ့စစ်ရေးသတိရှိကြဖို့အေအေကသတိပေးလာတာပါစစ်ချုံးကစစ်တပ်ကလုံခဲ့တဲ့နှစ်နှစ်တာကာလဒီပါအတော်တွင်းမှာသူတို့ဆုံးရှုံးခဲ့ရတဲ့တရင်တပ်မဌာနချုပ်တိုင်းဌာနချုပ်တွေပါဝင်စစ်ရေးနိုင်ငံရေးအရာအချက်အချာကြပြီးတော့သူတို့ဆွန့်လွတ်ခဲ့ရတဲ့နေရာအချို့မြို့ရပ်ကွက်တွေကိုပြန်လည်သိမ်းပိုက်ရယူဖို့အတွက်မြန်မာနိုင်ငံအနှံ့ထိုးစစ်ကြီးတွေကိုပြုလုပ်နေခဲ့တာမှာကာလအတန်ကြာခဲ့ပြီဖြစ်ကြောင်း အရက်ခဒေသတွင်းမှာလည်းကြီးရည်လေးပူပေါင်းစစ်စင်ရေးပြုလုပ်ပြီးတော့အထူးသဖြင့်ကြောက်ဖြူမှာထိုးစစ်တွေကို2025ခုနှစ်မတ်လဆန်းကစတင်ပြီးတော့ကျိမှန်များစွာပြုလုပ်ခဲ့ပေမဲ့ထိရောက်မှုမရှိဘဲအထူးကြိုက်အဆုံးတွေကိုသာရင်ဆိုင်နေရကြောင်း AA ကပြောပါတယ်။ AA အနေနဲ့လည်းအရက်ခဒေသတွင်းသိမ်းပိုက်ဖို့ကြံနေသေးတဲ့မြို့တွေကိုဆက်လက်သိမ်းယူနိုင်ဖို့ကြိုးစားနေတဲ့အချိန်တပြိုင်နက်တည်းမှာအရက်ခဒေသနဲ့နေပြည်တော်ထိစပ်နေတဲ့မကွေးတိုင်း၊နယ်ရီကန်၊ပဲခူးတိုင်း၊ညောင်ကျူးပြူဟာကုန်းနဲ့အရာရီတိုင်းအဆက် လေးမျက်နှာမြို့နယ်တွင်းမှာလည်းရန်သူရဲ့ထိုးစစ်တွေကိုကြံ့ကြံ့ခံပြီးတော့တံပြန်ထိုးစစ်ဆင်လျက်ရှိတာကြောင့်အဲ့ဒီနေရာတွေမှာတိုက်ပွဲတွေနေတိုင်းနေပါဖြစ်ပွားနေတယ်လို့သိရပါပါတယ်ခင်ဗျာလက်ရှိချိန်အာရခတက်တော်နယ်ဖက်စစ်ကျမ်းဖက်စချုံးကောင်စီတို့ဟာနှစ်ဖက်စလုံးအတွက်စစ်ရေးအချက်အချာကြတဲ့နေရာ၅ခုမှာအပြန်အလှန်ထိုးစစ်တွေနဲ့အတူနေစဉ်ရက်ဆက်တိုက်ခိုက်နေကြတာရဲတပ်တပတ်များစွာကြာမြင့်ခဲ့ပြီးဖြစ်ကြောင်းတပြန်တည်းထဲမှာစချုံးကောင်စီတပ်ကအာရခတက်တော်ထိန်းချုပ်ရနေရာတွေက အချို့နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးဆက်လက်ပြုလုပ်ဖို့ပြင်ဆင်လျက်ရှိနေကြောင်းအေကထုတ်ပြန်ကြမှာပြောဆိုပါတယ်စစ်တပ်ရဲ့စစ်သမောတွေကပင်လယ်ပြင်ကနေပြီးတော့စီးရီးပြတ်မဟုတ်တဲ့ရဲသားပြည်သူတွေနေထိုင်တဲ့ရက်ွက်ကျေးရွာတွေတဲကိုလက်နက်ကြီးတွေနဲ့ရန်သားပစ်ခတ်တိုက်ခိုက်တာပင်လယ်ပြင်ဒီအနီးမှာတနင်္လာနေ့ဝန်ဆာရှာပြီးတော့ငါးဖက်ထွက်နေရတဲ့ရေလုံသားပြည်သူတွေကိုဖမ်းဆီးတာတပ်ဖြတ်တာတွေကိုယခုရက်အတွင်းမှာဇက်တိုက်ပြုတ်လုပ်နေတယ်လို့သိရှိရပါပါခင်ဗျာ နောက်ထပ်သတင်းကြောင်းရတစ်ခုအနေနဲ့အကြံပေးဆရှုံးကောင်စီတပ်ကလာမယ့်ဒီဇင်ဘာ28မှာပြုလုပ်မဲ့မတရားရွေးကောက်ပွဲမှာမဲစင်းရင်အချက်လက်ကွဲလွဲမှုမပြည့်စုံမှုနဲ့လိုအပ်ချက်တွေရှိနေတဲ့ဆိုတဲ့အကြောင်းဆရှုံးကောင်စီတပ်ရဲ့လက်အောက်ခံလူဝင်မှုကြီးကြပ်ရေးဝန်ကြီးမြင့်ကြိုင်ဆိုတဲ့သူကဝန်ခံပြောဆိုလာပါပြီ။နေပြည်တော်မှာပြုလုပ်တဲ့မြေပြင်ကွင်းစင်းစင်းရင်ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာမြင့်ကြိုင်ကအခုလိုမျိုးဝန်ခံလာတာပါ။စက်တင်ဘာလ30ရက်ကစပြီးတော့ပထမကြိမ်မဲဆန္ဒရှင်တွေကိုစင်းရင်ကိုတက်ဆိုင်ရာ မြို့နယ်တွေအလိုက်ထုတ်ပြန်ကြေညာခဲ့ပြီးအချို့ဒေသတွေမှာမဲဆင်းမပြည့်မစုံအချက်လက်ကွဲလွဲမှုနဲ့လိုအပ်ချက်တွေအနည်းငယ်ရှိတာကိုတွေ့ရှိရပါကြောင်းပြည်သူတွေအနေနဲ့မိမိအမည်မဲဆင်းမှာပါမပါအချက်လက်ပြည်စုံမှန်ကန်မှုရှိမရှိမဲဆင်းထုတ်ပြန်ကြေညာထားတဲ့နေရာတွေကိုလာရောက်ပြီးတော့ချစ်ရှုနိုင်ရေးနဲ့ပြင်ဆင်ဖြစ်ဆွတ်ဖို့လိုအပ်ချက်တွေရှိရင်ကာယကံရှင်တွေအနေနဲ့ရွေးကောက်ပွဲနီးဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့ညီဒီတက်မှတ်ပုံစံတွေနဲ့ဖြစ်ဆွတ်ပြီးတော့ဆောင်ရွက်နိုင်ရေးအတိပေးကြဖို့လိုအပ်ကြောင်းမြင့်ကြိုင်ကပြောဆိုပါတယ် လက်ရှိအတီးပြူလူဥယေစင်းမှာဌာနဆိုင်ရာဝန်ထမ်းချုပ်နဲ့အကြောင်းမျိုးမျိုးကြောင့်ရွှေပြောင်းနေထိုင်သူတွေဟာပြောင်းရွှေ့နေထိုင်ရာဒေသကိုအိမ်အောင်စုလူဥယေစင်းပြောင်းရွှေ့ဝင်ရောက်မှုမရှိသေးတဲ့အတွက်မဲစင်းပြူစုရာမှာကြမ်းရှိနေခြင်း၊ကွဲလဲခြင်းတွေဖြစ်နေကြောင်းမြစ်ကြိုင်ကပြောဆိုလိုက်တာပါအဲ့တော့ဂျပန်မြောက်နိုင်ငံ2020ရွေးကောက်ပွဲမှာမဲစင်းတွေမှားယွင်းနေမှုကိုအကြောင်းပြပြီးတော့စစ်အာဏာသိမ်းခဲ့တာဖြစ်ပြီးသူတို့ပြုလုပ်မဲ့ရွေးကောက်ပွဲမှာလွတ်လပ်တရားမျှတစွာပြုလုပ်မှာဖြစ်တယ်လို့ပြောဆိုပေမဲ့ မဲစင်းရင်နေမှားယွင်းမှုတွေဇက်တိုက်ကြုံလာရပြီးမဲစင်းရင်နေမှားယွင်းနေကြောင်းသူတို့ကိုယ်တိုင်ဝန်ခံလာကြတာလည်းဖြစ်ပါတယ်အဲ့တော့ဂျက်ဖော့ပါတီကဘူလက်လှစ်ပီကလည်းအော်တိုဘာ9ရက်နေ့ကမဲစင်းရင်နေအကြီးကျယ်မှားယွင်းနေကြောင်းလူဦးရေ900မှာ300လောက်မှားယွင်းနေကြောင်းမဲစင်းရင်ပြင်ဆင်ချိန်နှဲပါနေကြောင်းမဖြစ်တင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်အဲ့တော့ပြည်သူလူထုကိုမဲစင်းနေလာကြည့်ပြီးတော့မှားရင်ပြောကြဖို့အချက်လက်တွေစစ်ဆေးကြဖို့တိုက်တွန်းမနေပါနဲ့ဒီမတရားလှုပ်ပွဲကဘယ်ပြည်သူတဦးတယောက်ကမှသဘောတူပြီးတော့ ို့ရဲ့သန္နာရမဲလာထက်မှာ မဟုတ်ပါဘူးအဲ့တော့သူတို့ရဲ့လက်ပါစီတွေစစ်တပ်ထောက်ခံသူတွေ6800 6900ဇားတွေနဲ့သူတို့ကိုထောက်ခံကြတဲ့သူတွေအတိုင်းဝိုင်းနေတာမဲထည့်ခြင်းထည့်ကြပါလိမ့်မယ်အဲ့တော့စစ်မှန်တဲ့ကိုယ်စန္ဒကိုတကယ်ဖို့ထုတ်ရမယ်အခွင့်အလမ်းမရှိတဲ့ရွေးကောက်ပွဲမတရားလှုပ်ပွဲမှန်းကို ပြည်သူလူထုတိုင်းကသိပါတယ်ဒါကြောင့်မလို့မာလာချမ်းဖက်က ပြုလုပ်မဲ့ရွေးကောက်ပွဲကိုဘယ်သူကမှယုံကြည်ခြင်း မရှိပါဘူးနိုင်ငံတကာတိုင်ဝမ်ကလည်းမယုံကြည်သလိုပြည်တွင်းမှာရှိကြတဲ့ပြည်သူလူထုကလည်းစိုးစင်းမြယုံကြည်ကြမှာမဟုတ်ပါဘူးတစထဲမှာပဲအာနာသိန်းစေအုပ်စုရဲ့ဝါရဖြန့်နေချက်တွေနဲ့ပတ်သက်ပြီးတော့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနအနေနဲ့စေအုပ်စုရဲ့အုံချခံမဖြစ်ဖို့နဲ့မြမရေးနဲ့ပတ်သက်ပြီးမူအတိုင်းခိုင်ခိုင်မာမာရပ်တည်ဖို့မလေးရှားပညာရှင်တွေနဲ့မူဝါဒကြမ်းကျင်သူတွေကအော်တိုဘာ17ရက်နေ့ဒီကနေ့မှာတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ University Malaria ကဖွဲ့စည်းထားတဲ့ မြန်မာရေးကျွမ်းကျင်သူလေးလာရေးဖွဲ့နဲ့မြန်မာရေးဆိုင်ရာမလေးရှားချန်ပီအဖွဲ့တို့ကမလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့နေပြည်တော်ခီးစဉ်အပြီးဆေးဥစုရဲ့မြန်မာလင်းသတင်းစာရဲ့ဖော်ပြချက်ပေါ်ဆိုရင်မကင်းဖြစ်ကြောင်းပြောဆိုထားတာပါအသွင်ပြဖို့လှုပ်ထားတဲ့လွတ်လပ်မှုတရားမျှတမှုနဲ့အလုံးပါဝင်မှုမရှိတဲ့ရွေးကောက်ပွဲတွေကိုပြုလုပ်ဖို့ဆေးဥစုရဲ့အပြင်းထန်ကြိုးပမ်းနေမှုကအတုအယောင်သာဖြစ်တယ်လို့ပူရဲထုတ်ပြန်ကြမှာဖော်ပြထားပါတယ်မြန်မာလင်းရဲ့အော်တိုဘာ၁၀ရက်နေ့သတင်းထုတ်ပြန်မှုတွင် မိုဟာမက်ဟာဆန်နဲ့စေအုပ်စုကိုယ်စားလှယ်တွေကနိုင်ငံချစ်ကြည်ရေးပူပေါင်းဆောင်ရွက်မှုမြင့်တင်ရေးလွတ်လပ်ပြီးတော့တရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်ပြင်ဆင်မှုတွေနိုင်ငံဆက်ဆံရေးပို့ပြီးတော့မြင့်တင်ဖို့အရေးနဲ့အာဆီယံနဲ့နိုင်ငံတကာနယ်ပယ်မှာအပြုသဘောဆောင်တဲ့ပူပေါင်းဆောင်ရွက်မှုတွေပိုတိုးမြင့်ပြီးတော့လုံဆောင်ရေးနဲ့ဆက်လင်းပြီးရင်းရင်းနှီးနှီးအမြင့်ငင်းဖလှယ်ကြရတယ်ဆိုပြီးဝါရဖြန့်ဖော်ပြထားကြတာဖြစ်ပါတယ်မြန်မာရေးကြွမ်းကျင်သူလေးလာရေးဖွဲ့နဲ့မလေးရှားကြံပွဲဖွဲ့တို့ကမလေးရှားရဲ့ နေပြည်တော်နဲ့ထိတွေ့ဆက်ဆံမှုတွေဟာအာဆီယံရဲ့ဘုံသဘောတူညီချက်၅ရက်နဲ့အညီလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနဲ့အကြံပေးမှုတွေရပ်တန့်ရေးတို့ကိုဆက်လက်ပြီးတော့ဦးစားပေးတင်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါကြောင့်မလို့မလေးရှားနိုင်ငံနဲ့နိုင်ငံခြားရေးဝန်ကြီးအနေနဲ့အာဆီယံဥက္ကဋ္ဌတာဝန်ကိုယူထားတဲ့ကာလတစ်လျှောက်လုံးမှာဘုံသဘောတူညီချက်၅ရက်ကိုအကောင့်ထဲပေါ်ရင်းနဲ့ပတ်သက်ပြီးမလေးရှားနိုင်ငံရဲ့မူအားဖြင့်ရည်တည်ချက်ကိုအနာသိန်းစိုးစုကအသုံးချတာဒါမှမဟုတ်လွဲမစွာကိုးကားဖော်ပြတာမခံရစေဘူး။ တိုက်တွန်းတယ်လို့သူတို့အဖွဲ့ရဲ့ပူးတွဲထုတ်ပြန်ချက်ထဲမှာရေးသားဖော်ပြပါတယ်။ဒါပြင်မလေးရှားမူဝါဒနဲ့ကျွမ်းကျင်သူတွေအဖွဲ့ကစကိုင်းတိုင်းမှာဖြစ်ပွားခဲ့တဲ့ရဲသားတွေပေါ်လေကြောင်းပစ်ခတ်တိုက်ခိုက်မှုပါဝင်မကြသေးမီကဖြစ်ပွားခဲ့တဲ့မြန်မာပြည်ကစံပတ်မှုတွေဟာအာဆီယံရဲ့ညီညွတ်ရေးဆိုင်ရာဂရီကွေ့တွေကိုလိုက်နာဖို့အာဏာသိမ်းစစ်တပ်မှာရွေချက်မရှိကြောင်းတက်တည်ပြနေတာဖြစ်တယ်လို့ပြည်တွင်ရှုံချခဲ့ပါတယ်ခင်ဗျာ။ပူးတွဲကြေညာချက်တွင်မလေးရှားနိုင်ငံအနေနဲ့စစ်ရှုံးကောင်စီသာမကမြန်မာညွေးဆိုရ NUG လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ ရပ်ဖက်ဖွဲ့စည်းတဲ့ပါဝင်ပြပခါမှာပါဝင်နေတဲ့အုပ်စုအားလုံးနဲ့ပုံမှန်လင်းလင်းထိတွေ့ဆက်ဆံမှုတောင်းဆိုထားပါတယ်ခင်ဗျာမနက်ဖြန်အော်တိုဘားလ12ရက်နေ့အတွက်မိုးလီဝတ်တာခမန်းချက်သတင်းတွေကိုတင်ဆက်ပေးချင်ပါတယ်ဘင်္ဂလားပင်လယ်အော်ချင်းနေမှာကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တင့်တင့်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တိုလီဟာအားတင့်တင့်ရှိနိုင်ပါတယ်ခင်ဗျာပင်လယ်ပြင်ချင်းတွေကတော့တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမောက်ကွေးကပတ်မှာအရှိအရှိတောင်ဘက်ကလေကတနင်္သာရီကို9မိုင်ကနေ10မိုင်လောက်ထိတိုက်ခတ်နိုင်ပြီး ်လိုင်းနှင်းငယ်ကနေလိုင်းအသင့်တင်ရှိနေပါတယ်မိုးရသွမ်းမဲ့ခြေနေတွေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းတနင်္လာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ဂရင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစစ်စစ်ကနေနေရာနှံ့ပြားမုတ်ထစ်ချုံပြီးတော့ရွာနိုင်ပါတယ်ဒါကတော့ဒီကနေ့ညခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားတဲ့င်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဝေယံကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆက်အနာရှင်စနစ်ဆိုးလက်အောက်ကနေမြန်ဆုံလွတ်မြောက်ကြပါစေကြောင်း စုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်ကြောင်းရရင်လည်းဒီကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်အဲ့တော့ဒီမနက်ခင်းကတော့ကျွန်တော်သတင်းမကြေညာနိုင်ပါဘူးမနေ့ကညခင်းကလည်းသတင်းမကြေညာနိုင်ပါဘူးမနေ့ကညခင်းကတော့ကျွန်တော်အဲဒီရမပင်ခရိုင်ပတ်ကဖပြုလုပ်နေတဲ့ကမ်ပိန်းပေါ့နော်ကြီးတပေါင်းရှာဖွေတဲ့ကမ်ပိန်းမှာမော်ဒရေတာအနေနဲ့ပါဝင်ပြီးတော့အားဖြည့်ဆောင်ရွက်နေတဲ့အတွက်သတင်းမတင်ဆက်နိုင်တာပါအဲ့တော့အဲ့ဒီအဲ့ဒီပွဲအပြီးမှာပဲကျွန်တော်နေမကောင်းဖြစ်ပါတယ် အနေမကောင်းဖြစ်တယ်ဆိုတာအရင်ကာလတွေကဒန်နီလာဘာကြောင့်လဲတော့မသိဘူးမနေ့ကတနေ့ကလေးလံထိုင်းပိုင်းပြီးတော့သွေးလေးနေသလိုမျိုးကြီးခံစားရတယ်ခေါင်းလေးမထောင်ထိုင်တာဖြစ်တဲ့အတွက်မနေ့ညတော့သတင်းတွေလွတ်သွားပါဗါးအဲ့တော့ပြည်သူလူထုကကျမ်းမာကြပါစေကြောင်းကျမ်းမာပါစေကြောင်းအမြန်ဆုံးတတ်တာပါစေကြောင်းပို့တဲ့မေတ္တာတွေကြောင်းစင်မှန်တဲ့ယင်းတဲ့မေတ္တာတွေကြောင်းကျွန်တော်ညခင်းမှာပြန်ပြီးတော့သတင်းတင်ဆက်နိုင်ပါတယ်ဒါကြောင့်မလို့လာပြီးတော့ပြည်သူလူထုကိုသတင်းတွေ ပြောကြားခြင်းဖြစ်ပါတယ်တနည်းအားဖြင့်ဆိုရင်တွန်လိုင်းတာဝန်တွေထမ်းဆောင်ခြင်းဖြစ်ပါတယ်အဲ့တော့ပြည်သူအားလုံးလည်းကျန်းမာချမ်းသာကြပါစေနေ့စဉ်နဲ့မျှကျွန်တော် channel မှာလာရောက်ပြီးတော့ကြည့်ရှုကြရတဲ့ comment တွေရေးကြတယ်မှတ်ချက်တွေပြုကြတယ်ဝေဖန်ကြံပြမှုတွေရေးသားပေးကြတယ်နေမကောင်းဖြစ်တဲ့အခါမှာလည်းမေတ္တာဓာတ်တွေမျှဝေပေးတဲ့ပြည်သူတို့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာရဲဘော်ရဲဘက်ကောင်းနေဆိုတာဟာအခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့အခါဒုက္ခတွေနဲ့ကြုံတွေ့နေရတဲ့အခါမှာဘေးကနေပြီးတော့မမမမ ရပ်ပေးသလိုပျော်ရှင်စရာတွေနဲ့တွေ့ရတဲ့အခါကျရင် ကိုယ့်အတွက် မုဒိတာပွားပေးကြပါတယ်။ကျွန်မကြေကျုပ်ခံနေရတဲ့အချိန်မှာကျွန်မဘေးကနေပြီးတော့မရှိပေမဲ့လည်းဘေးကနေရှိနေတကယ်သူမမမမရပ်တည်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနှစ်တည်းအတွင်းမှာကျွန်မမွေးနေ့မှာဆိုလို့ရှိရင်ကဘာတလွားမြမဒီမိုကရေစီအင်အားစုတွေကကျမကိုတတိယသောအဖြစ်မွေးနေ့ပွဲတွေကျင်းပပေးတာဟာကျမကိုအများကြီးပဲအင်အားဖြစ်စေပါတယ် အခုလွတ်လာတဲ့အချိန်မှာလည်းဆက်ပြီးတော့ဒီမြင်းနွေးနွေးပွဲတွေကျင်းပပြီးတော့ကျမနဲ့အတူလွတ်လပ်ခြင်းရဲ့အရာသာကိုပျော်ပျော်ရွှင်ရွှင်နဲ့ခံကြတဲ့သူတွေကိုလည်းကြိုဆိုပါတယ်ဒါပေမဲ့ကျမတယောက်တည်းလွတ်လပ်လို့လည်းမပြီးသေးပါဘူးကျမတို့နိုင်ငံတနိုင်ငံလုံးလွတ်လပ်ဖို့လိုပါတယ်ဒီနိုင်ငံထဲမှာဆိုလို့ရှိရင်အ धिक အားဖြင့်အများဆုံးလွတ်လပ်ဖို့လိုနေတာကတော့နိုင်ငံရေးအကျဉ်းသားတွေဖြစ်တယ်ဆိုတာကတော့ကျမထူးထူးထွေထွေပြောဖို့လိုမယ်မထင်ပါဘူးဒါကြောင့်မလို့ကျမရဲ့မွေးနေ့မှာ ကျမတယောက်တည်းကိုသတိရတာမဟုတ်ဘဲနဲ့ကျမတို့နိုင်ငံမှာအကူအညီကယ်ဆယ်ရေးလိုအပ်နေတဲ့ပုံကိုယ်ရအားလုံးကိုသတိရစေချင်ပါတယ်ဒီလိုသတိရပြီးတော့ဒီကျမတို့နိုင်ငံသူနိုင်ငံသားတွေကောင်းကျိုးအတွက်လှုပ်ပေးဖို့ဆိုလို့ရှိရင်မြန်မာဒီမိုကရေစီအင်အားစုတွေအဓိကလိုအပ်မှာညီညွတ်မှုရဖို့ဖြစ်ပါတယ်ကမ္ဘာတစ်လွှားမှာရှိတဲ့ကျမတို့ရဲ့ဒီမိုကရေစီအင်အားစုတွေဟာညီညီညွတ်ညွတ်နဲ့စည်းစည်းလုံးလုံးနဲ့အားလုံး တက်ညီလက်ညီနဲ့လုပ်မယ်ဆိုလို့ရှိလို့ရှိရင်ကျမတို့ဒီမိုကရေစီရဖို့ဟာဝေးတော့မှာမဟုတ်ပါဘူးမကြားခဏပဲကျမကိုမေးကြပါလေဒီမိုကရေစီဘယ်တော့ရမလဲဆိုပြီးတော့အဲ့လိုမေးတဲ့သူတွေရောလေကျမအမြဲပဲပြန်ဖြေပါလေကိုကိုကိုပြန်မေးပါကိုဒီမိုကရေစီရရှိရေးအတွက်ဘယ်လောက်လုပ်နေသလဲအဲ့ဒီပေါ်မှာအခြေခံပြီးတော့တွက်ကြည့်လို့ရပါလေကိုဘာမှမလုပ်နေလို့ရှိလို့ရှင်တော့ဝေးအောင်မယ်လို့ပဲတတ်မှတ်လိုက်ပါတော့ကျမအဲ့လိုပဲပြောလို့ရှိပါလေ Thank you. Bago lo lo le Di yo na sta ko O bella ciao bella ciao bella ciao 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 di lu da ro Lo ja ni ja bi Pi nei mu dui ye so da na O o so du Le le jo no ni O bella ciao bella ciao bella ciao 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 lu go lu tui so O cho de sne dui Ja so bo chen yao shi de bi O chi sen ye

变了吵吵吵，唱唱唱。把笔记也写好点的好。变、哦、了，唱变了，唱变了，唱唱唱。有些情耶，给我的对白，多多难抹下泪眉。有些情耶，给我的对白，多多难抹下泪眉。 ဟိုချစ်ချင်းရဲ့ကူရီတော့အတိတ်ပဲတော်တော်နဲ့မရနိုင်နဲ့ဘယ်လချောင်းဘယ်လချောင်းဘယ်လချောင်းချောင်းချောင်း